လပိုင်တွေဆိုတာလက်ရှိ Mobile Legends ရဲ့အင်အားကြီးနိုင်ငံတနိုင်ငံဖြစ်ပြီးတော့သူတို့ရဲ့ in-game ပိုင်းလုံသွားတဲ့တစ်ဆန် trick တွေကတော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်အထူးသဖြင့် MSC World Champion တွေနှမျိုးလုံးရရှိထားတဲ့ Liquid C ကနေတင်ယူစရာတွေအများကြီးရှိတယ်ဒီကနေ့ video လေးကတော့ MPL Philippines မှာတုံးသွားတဲ့ Philippines ရဲ့တစ်ဆန် trick ၅ခုကိုမြန်မြန်လေးပြောမယ် trick number 1 long range ကနေပြီးတော့အခုလိုမျိုး vision အပြောင်းနဲ့ ခရီဝေ့ကတ်တိုလီလှမ်းရှင်းတာဒါကအမှုမဲ့အမှတ်မဲ့ကြည့်မယ်ဆိုရင်တော့ OHAP အနေနဲ့ခရီကို death traction လို့ရတာကိုဘာလို့မန်းအပြောင်းနဲ့ long range ကနေရှင်းနေလဲဆိုပြီးပြောစရာရှိတယ်အဓိကအချက်ကအခုလိုမျိုးမန်းအပြောင်းနဲ့ long range ကနေရှင်းမယ်ဆိုရင်ကိုက vision လုံးဝပေါ်နေမှာမဟုတ်ဘူးဒီမှာဆိုကျွန်တော်စမ်းပြထားတဲ့အပေါ်မှာ enemy ရဲ့ camera granger ရဲ့ vision လုံးဝကိုမပေါ်တာဒါပေမဲ့လည်း နီးကပ်ကြီးသွားပြီးတော့ခရစ်ရှင်းတာတွေခြုံထဲကထွက်လာတာတွေဆိုပေါ်လိုက်မယ်ဒီထရစ်ကအထူးသဖြင့် enemy ကိုလက်ကင်လိန်ပရက်ရှာပေးတဲ့အပိုင်းတွေဆိုတော်တော်လေးအဆင်ပြေတာဗျ Granger ရဲလို့မဟုတ်ဘူးတခြား Farsa ရီဆန်ရှင်ဘဲ long range နဲ့မဆိုအဆင်ပြေတဲ့ဒီထရစ်ကအထူးသဖြင့်လက်ကင်စန့်ကျင်ဘက်လိန်ကိုလိန်ပရက်ရှာပေးတဲ့ Lord Dance ဘက်တွေဆိုတော်တော်လေးတိတာတယ်ဒီမှာဆိုရီဆန်ရှင်စကေတူ long range နဲ့ ်မြားကတိုးလေးပြစ်ပြီးလော့ဒန်စ်ဘတ်တယ်ကိုပြေးလာတာအလုံးပဲတွေ့လိုက်မယ်နောက်ထပ်အနေနဲ့ trick number 2အခုလိုမျိုးမစ်ဂျူကိုချင်းရှင်တဲ့အခါကိုယ့်ရဲ့မစ်လိန်နာက hero power အရလိန်နဲ့မချက်နိုင်နေတယ်ဖျဲခံနေရတယ် lane freeze ခံနေရတယ်ဆိုရင် အကောင်းဆုံးလှုပ်တင်တာကဂျန်ဂလာအနေနဲ့သူ့ရဲ့ fan min ပတ်တန်လေးအတိုင်းပဲအခုလိုမျိုးမစ်မာလာပြီးလမ်းကြုံ creek cushion ပေးတာတို့ land slot ဆိုရင် enemy ကို dash တွေနဲ့ ပုတ်ပေးတာတို့လှုပ်တဲ့နဲ့ဒါမှလည်းမိကအရန်ကြီးမနိုင်သွားမှတချို့ဟီးရိုးတွေကဘတ်တယ်မှာတော့ damage အရန်ထွက်တယ်ဒါပေမဲ့လိန်နေမှချက်မှနိုင်နေတာတွေလည်းရှိတယ်အထူးသဖြင့် aura ဆိုရင်အဲ့လို game play တွေအရန်လှုပ်တယ်ဒီမှာဆိုရင် franco နဲ့မိကနိုင်တော့ federin ကတောက်လျှောက်ကို creed လာကိုရှင်းပေးတာ trick number 3တာတယ်မထွက်ခင် error တက်ခင်အောင်မှ liquid မှာက plan b ဆိုတာ ရှိနေအားလုံးသိတဲ့အတိုင်းပဲ liquid ဆိုတဲ့အသင်းကငကားတွေဒါမျိုး grand fine နဲ့မှငကားမရတော့သူတွေစလားလပုအားလို့အဲ့လိုမျိုးဗတ်တဲ့ impact များတဲ့ hero တွေနဲ့တာတယ် fight ကို အပိုင်ဆိုင်လေးရှိတယ်တာတယ်မထွက်ခင် enemy ကသွေးလာ short တာတို့အာတီလာတောင်းတာတို့မဖြစ်အောင်လဲ safe play စောတတ်တယ်ဒါကို ကျွန်တော်ရဲ့ sanfo ငကားအကြောင်းဗီဒီယိုမှာ ပြပြပြီးပြီးအခုကကြတော့တာတယ်မထွက်ခင် ်သွေးလျှော့ခံရပြီး error တက်ခဲ့ရင်တောင်မှဘလို့ပြန်ဆော့မလဲဆိုတော့ game plan ရှိတာကြီးကတော်တော်လေးကောင်းလွန်းနေတဲ့ဒီမှာဆို Sanford အနေနဲ့တာတယ်မထွက်ခင်၄စက္ကန့်လောက်လို့မှသွေးလျှော့ခံလိုက်ရတယ်သွေးလျှော့ခံရပြီးပြီးချင်းချက်ချင်းပဲ record အမြန်ထောက်တယ်ပြီးတာနဲ့သွေးတောင်အပြည့်မပြည့်လာဘူးချက်ချင်းကိုပြန်ထွက်လာတာ flicker တွေ rt တွေလုံးဝမပေးထားဘူး filipino တွေရဲ့တာတယ်လော့ objective sign နဲ့ battery မှာကြည့်ကြည့် ဒီကောင်ကြီးရဲ့စပယ်တွေအကုန်လုံးကစိမ့်နေတာပဲအချိန်ထဲမှာသူအတင်းဘက်ကိုကြည့်မယ်ဆိုရင်ဆန်ဖို့သွေးလျှော့ခံလိုက်ရတာနဲ့ JP ကချက်ချင်းကိုတာတယ်ကိုသူ့ဘက်ကိုဆွဲတယ်ပြီးတာနဲ့ထုတ်လိုက်ပြီးတော့အချိန်တက်နိုင်တလောက်ရအောင်ဆွဲပေးထားတာပြီးတာနဲ့ဆန်ဖို့ရောက်လာပြီဆိုတာနဲ့တာတယ်5ဘက်တဲ့တစ်ခုကစပြီးတော့စိုင်တော့တာပဲနောက်ထပ်တစ်ချက်အနေနဲ့ liquid ဆိုတဲ့အသင်းကပွဲမဆခင် draft မှာတဲက hero power တွေပေါ်လိုက်ပြီးတော့ game plan ဆွဲထားပြီးသားဒီမှာဆိုရင်လပုနဲ့ CC မှာ hero power အရတာတဲ့ impact မှာလပုကတော့ပို့ပြီးတော့တာသေးတယ်ဒါပေမဲ့လဲ Sanfo ကမင်းလဲတာတဲ့မသွားနဲ့ငါလဲတာတဲ့မသွားဘူးဆိုတဲ့အကွက်မျိုး ဖြတ်လုထားတာဘာဖြစ်လို့လဲဆိုတော့ Aura ရဲ့ draft မှာ Sicilian ကြီးနဲ့ဒီကောင်ကအာလီတာတဲ့ fight တွေမှာအဖက်ကိုလှုပ်เสียမလို့တာတကယ်တကယ်တမ်း Aura ရဲ့ draft မှာကတာတဲ့ fight တွေ damage ထွက်တာနှစ်ကောင်ပဲရှိတယ် Harry နဲ့ CC Harry ကိုကြတော့ JP ကဒါမျိုး၃၆လောက်ထူပေးလိုက်တာနဲ့ဇမန်ဖို့ပေးရတယ်လစ်သွားတယ်တဖက်က CC ကကြတော့ဘတ်တယ်မလာနိုင်ဘူးတစ်ချိန်ထဲမှာကြံတဲ့၃កောင်က အလဲမှာအသေးကင်ခံရတာ Sicilion နဲ့ဆိုတော့ damage ကလည်းလုံးဝမလောက်ဘူးဒီမှာဆိုလို့ရှိရင်လည်းကြည့်ကြည့်အိမ်ပြန်နေတဲ့သူရစလာကို လုံးဝကို record လိုက်ဖြတ်ပြီးတော့မင်းတတ်တယ်မလာနဲ့ဆိုတဲ့ပုံစံမျိုးဒီပွဲကတော့ လောင်းရည်နဲ့ဆိုတော့ diversion နဲ့ပြန်သွားလို့ရတယ်အဲ့လိုမျိုးပြအန်သမီးရဲ့တာတဲ့မှာ hero power အမြင့်ဆုံးကောင်ကိုတာတဲ့ပေးမလာဘဲနဲ့ကြံတဲ့ကောင်တွေနဲ့ရှင်းတာမျိုးဒီမှာဆိုရင်လည်းခုနကလိုပဲ Sicilian နဲ့ဘာမှကိုလှုပ်လို့မရတာအဲ့ဒီလိုမျိုး hero power တွေကို liquid ကကောင်းကောင်းကြီးနားလေတယ်နောက်ဆုံးအနေနဲ့မြန်မာအသင်းအများစုကြုံတွေ့နေရတဲ့မတ်အပေါ်အပြောင်းပြဿနာဒီမှာဆိုရင်ကရော့က position ကို wrap up နားလောက်ထိတက်ယူတဲ့အခါအပေါ်တွေအလဲတွေအောက်တွေကပါမမသွားပေါ်တာအဲ့လိုမျိုးရှစ်တမြကောင်တွေမမသွားပေါ်တဲ့အခါ position အောက်နေတာဖြစ်ဖြစ်လွတ်နေတာဖြစ်ဖြစ်အဲ့ဒီကျွန်နေတဲ့တကောင်ကတော့သွေးလျှော့ခံရတာတို့တက်ခံရတာတို့ဖြစ်မှာပဲဒီမှာဆိုကရော့ကိုအသေးလိုက်ပြီးတော့သွေးလျှော့တာကရော့အနေနဲ့တာတယ်မထွက်ခင်အာတီလဲပေးလိုက်ရတယ်သွေးလဲလျှော့ခံလိုက်ရတယ်တစ်ဖက်ကဖိလစ်ပိုင်အသင်းတွေမှာကြတော့ ဒါမျိုး error တွေတွေ့ရခဲတယ်လုံးဝမတွေ့ရဘူးလို့တော့ပြောတာမဟုတ်ဘူးတွေ့ရခဲတာဒီမှာဆို OHAP က create traction တဲ့အချိန်စံကြီးဆိုမလိုအပ်လို့မမလုံးဝမပြဘူးအဲ့လိုလှုပ်ချင်းအပြင် ရှေ့မှာ position ရောက်နေတဲ့လက်ပုကိုတဖက်ကဝင်မချရဲတော့ဘူးဒါကသူတို့တာနေတဲ့အချိန်နော်အဲ့လိုမျိုးသူတို့တာနေတဲ့အချိန်တော့မှဖိလစ်ပိုင်အသင်းတွေကမတ်အပေါ်ပြောက်တွေမှာအရန်တတိထားကြတယ်ကဲဆိုတော့ကဗီဒီယိုလေးကတော့ဒီလောက်ပါပဲဗျ ဒါကတော့ဖိလစ်ပိုင်တွေတုံးခဲ့တဲ့ in game trick ၅ခုကိုပြပြပေးခဲ့တာဖြစ်ပါတယ်ကျွန်တော်အနေနဲ့လည်းဗီဒီယိုလေးတွေသင်တာနောက်ကျလို့အားလုံးကိုတောင်းပန်ပါတယ်ဗီဒီယိုအစ်စ်တွေလည်းစက်ပြီးတော့သင်ပေးဖို့ရှိပါတယ်အဆုံးထိကြည့်ရှုပေးတဲ့အတူတယောက်ချင်းစီတိုင်းကိုကျေးဇူးများကြီးတင်ပါတယ်ကျွန်တော်ကတော့ KC ပဲဖြစ်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြတော့ပေါ့ bye bye